စဉ်းစားကြည့်လိုက်ပါလူသားမျိုးနေတစ်ခုလုံးအတွက်နှုံဆုံးတရားစီရင်မယ်နိကောင်းကင်နေမိကြီးတောင်ကြောက်လန့်တကြားထုတ်ပေးရတော့တဲ့ကြီးကျယ်ခမ်းနားတဲ့ပလင်ဖြူကြီးတစ်ခုအဲ့ဒီပလင်ပေါ်မှာဘယ်သူရများတရားသူကြီးဖြစ်စိုးစံနေမလဲဒီအကြောင်းကိုပဲဒီနေ့ကျွန်တော်တို့အတူတူလက်လာဆန်းစစ်ကြည့်ကြအောင်ဒီအဖြေကိုရှာဖို့ကျွန်တော်တို့ဘာသာရေးဆိုင်ရာစွန်းစမ်းစစ်ဆေးမှုတစ်ခုလုပ်ကြမယ်ပေါ့ဗျာပထမဆုံးအနေနဲ့ကတော့အဲ့ဒီတရားစီရင်မယ်မြင်ကွင်းကိုအရင်ပုံဖော်ကြည့်မယ် ပြီးရင်တော့တစ်ခုနဲ့တစ်ခုဆန့်ကျင်နေသလိုဖြစ်နေတဲ့စံစာတွေကတရားလွန်စာနှစ်ခုကိုတေချာစစ်ဆေးကြည့်မယ်။အဲ့ဒီကနေမှဒီတရားစီရင်ခြင်းရဲ့နန်းနေတဲ့သဘောတဘာဝကိုပေါင်းဆက်လေ့လာပြီးတော့အဖြေကိုဖော်ထုတ်သွားမှာပါ။ကဲဒီပဟေလီရဲ့အစသာတော့လေစံစာတွေကတကယ့်ကူတငိုးအာနာပြေးသွားပြီးချက်ခမန်းလေးလေးမြင်ခွင်းတစ်ခုကနေလာတာပါ။ဒီမြင်ခွင်းကိုစိတ်ထဲမှာမြင်အောင်ကြည့်လိုက်ပါလား။အရာအလုံးရဲ့အဆုံးသတ်မှာကောင်းကင်နဲ့မြေကြီးတောင်မှာပျောက်ကွယ်သွားရလောက်အောင်တငိုးကြီးမားရဲ့ပလင်ဖြူကြီးတစ်ခု ဟုတ်ပါတယ်။ဒါဟာအရာအလုံးထက်ကြီးမြတ်တဲ့အခွင့်အာဏာရဲ့အထွတ်အထိပ်ကိုရောက်နေတဲ့အခိုက်အတန့်တစ်ခုပေါ့။အဲ့ဒီတော့မိကွန်ကဒါပါပဲ။ဒီလောက်တန်ကိုအနာအပြည့်ရှိတဲ့ပလင်ပေါ်မှာပဲစုကထိုင်ပြီးတော့လူသားအလုံးကိုတရားစီစဉ်မှလည်းဒါဒါပဲကျွန်တော်တို့ဒီနေ့အပြေရှားရမယ့်အကြီးကမိကွန်ဖြစ်ပါတယ်။အပြေကိုရှာဖို့ကျွန်တော်တို့ရဲ့ပထမဆုံးသဲလုံးစကူကြည့်ရအောင်။ဒါကလွန်ခဲ့တဲ့2000ပေါင်းများစွာကဓမ္မဟောင်းကျမ်းဒန်ယေလာကျမ်းထင်မှာမှတ်တမ်းတင်ထားတဲ့ရူပါယုံတစ်ခုခနဲ့လာတာပါ။ တန်ရဲလာကရှင်းမဆွက်ကွာခင် အစင်အမဲရှိတော်မူသောသူလို့ခေါ်ပေပုဂ္ဂိုလ်တစ်ပါးကိုမြင်ခဲ့တယ်လို့ဆိုပါတယ်။နမဲကိုကထောင်ရတီရှိချင်းနဲ့အဆုံးစွန်သောဉာဏ်ပညာကိုကိုစားတွေ့နေရလိ။အဲ့ဒီပုဂ္ဂိုလ်ကတရားသူကြီးအဖြစ်ပလင်ပေါ်မှာထိုင်နေတာကိုသူမြင်ခဲ့ရတာပါ။ ရန်စာလေးလာသူအညာဖုကတော့ဒီရှဲမဆော့ကဘင်းအစင်မြဲရှိတော်မူသောသူဆိုတာခမီးတော်ဘုရားသခင်ကိုပဲရည်ညွှန်းတယ်လို့နားလည်ထားကြတယ်ဆိုတော့ဒီပထမတိုင်လုံစာညာဆိုရင်တော့ခမီးတော်ကနောင်ဆုံးတရားသူချင်းဖြစ်မဲ့ပုံမှာပဲဒါပေမဲ့လေသမတိတ်ချန်ကူလန်ချိလိုက်တဲ့အခါမှာတော့ဇလန်ကပူပြီးတော့ရှုတ်ထွေးလာတယ်လို့ပဲလောကကမတူနေတဲ့အမြင်တစ်ခုကိုတင်ပြထားတာတွေ့ရပါတယ် ယောဟန်ခရစ်ဝင်ကျမ်းမှာကျွန်တော်အစောကတွေ့ခဲ့တဲ့အချက်နဲ့တိုက်ရိုက်ကိုစန့်ကျင်နေလို့ထင်နေတဲ့အဆိုတစ်ခုကိုတွေ့ရတယ်ဗျ။အဲ့ဒါကတော့ခမည်းတော်ဒီအဖယ်သူကိုမြတ်တရားစီခြင်းတော်မူမူတရားစီခြင်းချင်းအခွင့်ရှိသမျှကိုတားတော်အားအပ်ပေးတော်မူပြီးဆိုတော့အရေးကြီးတဲ့ချက်ကဒါပါပဲသမတ်တကျမ်းမှာတရားသူကြီးရဲ့အခန်းကံကိုတားတော်ကိုအပြစ်ဝအနှင်းထားတဲ့လူတီတီကြကြကိုဖော်ပြထားတာပါကဲဒီနေရာမှာပဲကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်ဒီအဓိကအချက်ကိုရောက်လာတာပေါ့ ဒန်နီယယ်ကျန်းကခမည်းတော်ကိုညွန့်ပြတယ်။ယောဟန်ကျန်းကကျတော့တားတော်ကိုညွန့်ပြနေတယ်။ဒါဆိုဘယ်ဟာကအမှန်လဲ။အဖြေကတော့လေဒါဟာကွဲလွဲမှုတစ်ခုမဟုတ်ပါဘူး။တကယ်တော့ဘုရားသခင်တလုံးတဝတိဖြစ်ခြင်းအကြောင်းကိုနက်နက်နဲနဲဖော်ပြနေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒီတော့ကွဲလဲနေတယ်လို့ထင်ရတဲ့အချက်ကိုဘယ်လိုဖြေရှင်းမလဲ။အဖြေကတလုံးတဝတဲ့ဖြစ်ခြင်းဆိုတဲ့အထဲမှာရှိနေတယ်။ဆိုလိုတာက သားတော်ကတရားစီရင်တဲ့အခါမှာလေသူတယောက်တည်းတီချာလှုပ်ဆောင်နေတာမဟုတ်ဘူးသူဟာခမီးတို့ရဲ့အခွင့်အာဏာအပြည့်အဝနဲ့လှုပ်ဆောင်နေတာဒါကြောင့်မို့သားတော်ရဲ့တရားစီခြင်းဟာခမီးတို့ရဲ့တရားစီခြင်းပဲဖြစ်တယ်လို့ဆိုလိုတာပါတနည်းအားဖြင့်ပြောရရင် သားတော်ကိုတရားထူးကြည့်ဖြင့်ဂုံပြူတာဟာကိုရိုကိုဆဲလွတ်တဲ့ခမီးတို့ကိုဂုံပြူတာနဲ့အတူတူပဲဆိုတဲ့သဘောပါပဲကောင်းပြီ ဒါဆိုဒီတလုံးတော်ဝတိဖြစ်တဲ့တရားစီရင်ခြင်းရတကယ်တမ်းမှာဘလို့ပုံစံမျိုးဖြစ်မလဲပြီးတော့တရားသူကြီးတာဘသူဖြစ်တယ်ဆိုတာကတော့ဘာလို့ဒီလောက်အရေးကြီးနေရတာလဲอืมဒါကဘုရားသခင်ရဲ့တရားမြတ်မှုသဘောတဘာဝကြောင့်အရေးကြီးတာပါဒီတရားစီရင်ခြင်းကကျုံတလို့ဆုံးဖြတ်တာမျိုး လုံးဝမဟုတ်ပါဘူးလူတယောက်ချင်းစီရဲ့လုံရက်တီအတွေးခေါ်တီ နောက်ခွဲကရည်ရွယ်ချက်တွေကိုပါစစ်စစ်ဆက်ဆက်ပြန်သုံးသပ်ပြီးတော့ရှင်းလင်းတဲ့တရားမျှတမှုအခြေခံမှုတွေပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ဒါကပါအောင်ပြတဲ့လေဆိုတော့အသိပညာနဲ့ရည်ရွယ်ချက်တွေကအဓိကကြတဲ့အချက်တွေဖြစ်တဲ့တရားစီရင်ချက်ကလုံမတရားမျှတပြီးတော့အဖြစ်နဲ့ညီအချိုးချဖြစ်တဲ့ဆိုတာကိုသိကြစီတာပါပဲ။ကဲအခုဆိုရင်တော့ကျွန်တော်တို့မှာလိုအပ်တဲ့အချက်လက်တွေအားလုံးစွန်လင်သွားပြီလို့ပြောလို့ရပါပြီ။ဒီအချက်တွေအားလုံးကိုပေါင်းစပ်ပြီးတော့ပလင်မောမှာဘယ်သူထိုင်နေသလဲဆိုတဲ့အဖြေကိုနောက်ဆုံးအနေနဲ့ဖော်ထုတ်လိုက်ကြရအောင်။ ဒီနေရာမှာအချင်းအခါကအယံကိုအရေးကြီးပါရဲ့ကြီးမြတ်တဲ့ plan view တရားစီစဉ်ခြင်းဟာတားတော်ရဲ့အမှုတော်မပြီးဆုံးခင်မှာဖြစ်ပျက်တာပါဆိုလိုတာကအဲ့ဒီအချိန်မှာကိုရောဟာဘီရင်နဲ့တရားသူကြီးအဖြစ်စိုးစံနေစေဖြစ်တယ်ဆိုတဲ့အတိပ္ပာယ်ပါပဲဒါကြောင့်အဖေကရှင်းနေပါပြီကြီးမြတ်တဲ့ plan view ပေါ်မှာထိုင်နေတဲ့သူဟာခမီးတော်ရဲ့အခွင့်အာဏာအဖြစ်နဲ့ကိုစားပြုတဲ့တားတော်ပဲဖြစ်ပါတယ်သူတို့နှစ်ပါးဟာတရားစီစဉ်ခြင်းမှာတလုံးတဝရီဖြစ်နေကြတာပါ ခမေးရော်နဲ့တအားတော်ရဲ့တရားစီရင်ခြင်းဟာဒီလောက်ထိကိစုံတဲ့တလုံးတဝရီဖြစ်ခြင်းကိုဖျော်ပြနေရဆိုရင်ဒီပြားတခင်ရဲ့တလုံးတဝရီဖြစ်ခြင်းကကျွန်တော်တို့လူသားတွေအတွက်တခြားဘယ်လိုအသေးပေတွေများရှိနေနိုင်သေးမလဲဒါကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ။